အားလုံးပဲမင်္ဂလာပါ Tree Community တင်နာမှာကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ Page Maker မှာကျွန်တော်တို့စာရိုက်တွေဘယ်လိုရွှေ့ရမလဲ Zoom Button လေးတွေကိုဘယ်လိုတွန်းရမလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်စာရိုက်တွေရွှေ့ရမယ်ဆိုရင်ကျွန်တော်ပုံမှန်ဆိုရင်ဒီမျိုးလေးရွှေ့တယ်ဘင်းလေးနေနဲ့ရွှေ့တယ်ပေါ့နော်ဒီမှာ Page Maker မှာဆိုရင်တော့ကျွန်တော်တို့ရွှေ့လို့မရဘူးရွှေ့ရမယ်ဆိုရင်တော့ကျွန်တော်တို့ဘာကိုတွန်းရမလဲဆိုတော့ Hand Tool လေးကိုတွန်းရပါမယ်ကျွန်တော်တို့ကိုလိုချင်တဲ့စာရိုက်တွေအနေထားရအောင်ကျွန်တော်တို့ Hand Tool လေးကိုတွန်းပြီးတော့ရွှေ့ပေးရမှာပဲ ဖြစ်ပါတယ်။အဲ့လိုပဲကျွန်တော်တို့ကဒီ hand tool လေးမသုံးကျင်ဘူးဆိုရင်တော့ဘယ်လိုလုပ်လို့ရလဲဆိုရင် shortcut key အနေနဲ့ကျွန်တော်တို့ keyboard ကနေ alter လေးနှိပ်ထားမယ်။ပြီးရင်တော့ကျွန်တော် mouse နဲ့ဖြည့်ဆွဲလို့ရပါတယ်။ alter လေးရောကျွန်တော်နှိပ်ထားဖို့တော့လိုတယ်ပေါ့နော်။နောက်တစ်ခုအနေနဲ့ကကြာတော့ကျွန်တော်တို့ zoom ပေါ့နော်။ pitch maker မှာကျွန်တော်တို့က zoom အချင်းချင်းနဲ့ကိုလိုချင်တဲ့ပုံစံရအောင်ကျွန်တော်တို့လုပ်လို့ရတယ်။ ဘယ်လိုတော့မလဲဆိုတော့ကျွန်တော် zone 2လေးကိုတောင်းအောင်ပါဖြစ်ပါတယ်ကျွန်တော် zone 2လေးကို click နေလိုက်မယ် zone 2လေးကို click နေလိုက်တဲ့အခါမှာကျွန်တော်ဒီလိုအပောင်းလက္ခဏာလေးလာပြီးတော့ပေါ်ပြပေးရပါတော့ mouse နဲ့ click နေလိုက်ရင်တော့ကျွန်တော်ကြီးလာတယ်ကျွန်တော်တို့ collision နဲ့နေရာရောက်အောင် hand tool လေးတွေတုံးပြီးတော့ရွှေလို့ရတယ်ကျွန်တော်တို့ကထက်ကြီးခြင်းနဲ့ဆိုလဲကြီးခိုင်းလို့ရရတယ်ပေါ့နော်ကိုကဘယ် site ကြီးစေချင်တာလဲကိုကြီးစေချင်တဲ့ site ကိုကျွန်တော်တို့ရွှေလို့ရတယ်ပေါ့နော် ကျွန်တော်တို့ကဒီလိုမျိုးကြီးပြီးပြီးပုံမှန်အရွယ်စားတိုင်းကျွန်တော်ပြန်ပြီးတော့ရောက်စီခြင်းနဲ့ဆိုတော့ shortcut key အနေနဲ့ကျွန်တော်တို့က control ရဲ့ one ရောနှိပ်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါဆိုရင်တော့ပုံမှန်အရွယ်စား site ကိုရောက်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကကိုလိုချင်တဲ့နေရာလေးကို hand tool လေးနဲ့ပြန်ပြီးတော့ရွှေ့လိုက်အောင်မှာပဲဒါက shortcut key အနေနဲ့ပေါ့နော် longest key အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ကဘယ်ကိုသွားရမလဲဆိုရင် view menu လေးသွားပါမယ်အဲထက်မှာကျွန်တော်တို့ acquire site ဆိုတဲ့စာကြောင်းလေးရှိရပါတော့ကျွန်တော်တို့ကဒီ acquire site လေးကိုကျွန်တော်နှိပ်ရပေးရမှာပဲဖြစ်ပါတယ် ဒါဆိုတော့ကျွန်တော်တို့ဒါလေးကပုံမှန်ရွယ်စားတိုင်းလေးဖြစ်သွားမှာပါเนาะကျွန်တော်တို့ကစာမျက်နှာတစ်မျက်နှာလုံးစာရွက်တစ်ခုလုံးကိုပေါ်စီခြင်းနဲ့ဆိုရင်တော့ shortcut key အနေနဲ့ control ရဲ့0ရဲ့နှိပ်ပြရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာ window view အနေထားတိုင်းဖြစ်သွားမှာပါเนาะကျွန်တော်တို့စာရွက်ကိုအပြည့်မြင်ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ video လေးမှာရှင်းပြသွားတဲ့ page maker မှာ zone ဘယ်လို share မလဲ site တွေဘယ်လို ရွှေရမလဲဆိုတဲ့အကြောင်းအရာလေးကိုနားလဲတော့ပေါ့လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်